မင်္ဂလာပါຫນွေဦးနယံမှ2025ခုနှစ်ဇွန်လ4ရက်နေ့ညနေပိုင်းသတင်းများကိုစတင်အစီရင်ခံပါတော့မယ်ခင်ဗျာကျွန်တော်တောက်ကြပါ ပထမဦးဆုံးအနေနဲ့တောင်တာမှာစစ်ကောင်စီတပ်ကစက်တက်လေဒီနဲ့ဘုံတိစက်တလုံးယနေ့ကျဲချကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းတောင်တာမြို့နယ်မှာစစ်ကောင်စီတပ်ကစက်တက်လေဒီနဲ့ဘုံတိစက်တလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ယနေ့ဇွန်လ၄ရက်နေ့နဲ့9နာရီကျော်မှာတောင်တာမြို့နယ်မကြီးချိုရွာအုပ်စုအနီးကိုစစ်ကောင်စီတပ်ကစက်တက်လေဒီနဲ့ဘုံတိများကျဲချတိုက်ခိုက်ခဲ့ကြောင်း PDF တပ်ဖွဲ့များနဲ့နှိစက်သူတအူးထံကနေသိရှိရပါတယ်မကြီးချိုရွာရဲ့အရှိတ်ဘက်နဘူးချင်းထောက်ရှာချင်း ဲ့ရွာတွေအနီးကတောတဲကိုကြတာပါအင်းနားမှာသူတို့မြေပြင်စစ်ကြောင်းလုံးဝထိုးလို့မရအောင် PDF ကနေမည်စုမထားလို့ပါဗျတောတဲက PDF စကန်တွေထိခိုက်မှုရှိနိုင်ပေမဲ့အတိအကျပြောပြလို့မရတဲ့အခြေအနေပါလို့၎င်းကပြောပါတယ်ဇွန်လ3ရက်နနက်နနာရီခွဲခန့်ကလည်းတောင်တာမြို့နယ်ရုံးစီကြီးရွာအနီးကိုစစ်တပ်လေဒီ3စီးနဲ့ဘုံဒီ18လုံးကျဲချတိုက်ခိုက်ခဲ့ရမှာရုံးစီကြီးရွာမြောက်ဘက်တောင်တာမလိုင်လမ်းပေါ်မှာရှိတဲ့လျှက်စစ်တပ် အားပေးလိုက်33 KV မီးချိုးပြတ်ကျခဲ့ပြီး ရုံးစီကြီးနဲ့မလိုင်မြို့တို့မှာလျှက်စစ်တအားပြတ်တောက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒါကလည်းတောတက်က PDF စကန်လို့ယူဆရတဲ့တဲတွေပျက်စီးမှုရှိပါတယ်ဗျာလို့၎င်းကဆက်လက်ပြောဆိုပါတယ်။ယင်းဘုံကျဲတိုက်ခိုက်မှုကြောင့်လူထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်ခင်ဗျာ။ဆက်လက်၍ဗိုလ်မှူးချုပ်ဟောင်းကိုရှင်းလင်းခဲ့သူများအားဖမ်းမမိတဲ့အတွက်ဘက်ထရီဘိန်းများရန်ရှာခံနေရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ကိုပြစ်ခတ်ရှင်းလင်းခဲ့သူများအားဖမ်းမမိတဲ့အတွက်တပ်မဲ့ပစ္စည်းဘက်ထရီစပိန်များကို စစ်ကောင်စီကအညိုတကြီးရန်ရှာနေကြောင်းရန်ကုန်အခြေစိုက်ရဲတရင်ရင်းမြစ်ကဆိုပါတယ်ဘုံမှုချုပ်ဟောင်းချုပ်ထွန်းအောင်ကိုဘက်ထရီစပိန်စီးနှင်းလာသူနှစ်ဦးကပြစ်ခတ်ရှင်းလင်းခဲ့ကြောင်း CCTV မှတ်တမ်းပုံတွေထွက်ပေါ်လာခဲ့ပြီးတဲ့နောက်စစ်ကောင်စီကရန်ကုန်မြို့တော်စီးပင်းနေနေမဲ့အတွင်းမှာဘက်ထရီစပိန်စီးနှင်းမှုကိုလိုက်လံဖမ်းဆီးငွေညစ်ခဲ့ရမှာယခုအခါရန်ကုန်စီးပင်းနေနေမဲ့ပြန်ပတိပါဖမ်းဆီးနေပြီဖြစ်ပါတယ်လူကိုမမိလို့ပြစ်စီးဖမ်းတာပေါ့ပြစ်တဲ့လူငယ်တွေကဘက်ထရီစပိန်စီးလာတော့ ကလေးအထာနဲ့ဘက်ထရီဘိန်းတွေကိုလိုက်ရန်ရှာနေတာအောက်ခြေကတကယ်ဖမ်းတဲ့စစ်သားနဲ့ရဲတွေကတော့ဖမ်းပြီးငွေညစ်လို့ရလို့ပြောတာပေါ့လို့၎င်းကဆိုပါတယ်ရန်ကုန်တောင်ပိုင်းခရိုင်တန်လင်းကြောက်တန်းနဲ့ခရမ်းမြို့တို့မှာရှိတဲ့လမ်းမကြီးများပေါ်မှာဘေးတွေနောက်တွဲဆိုင်ကယ် e-bike နဲ့ဘက်ထရီစပိန်စီးနင်းကွင်ကိုစစ်ကောင်စီကယခုရက်ပိုင်းအတွင်းပိတ်ပင်လိုက်ပြီးနောက်ဇွန်လ3ရက်နေ့ကခရမ်းမြို့ပေါ်မှာနောက်တွဲဆိုင်ကယ်နှစ်စီးနဲ့ e-bike 3စီးဖမ်းဆီးခံရကကြက်9သိန်းစီနဲ့ပြန်ရွေးရကြောင်း ဒေတာရင်းຫນွေဥတော်လန်ကြီးစာမျက်နှာခရမ်း channel ကထုတ်ပြန်ပါတယ်။ကျမတို့နားမှာတော့အဖမ်းခံရတဲ့တော့မကြားမိသေးဘူး။လူတွေကလည်းဒီကောင်စစ်ကောင်စီတွေဖမ်းမိရင်ငွေညစ်မှတိတော့အားလုံးကကိုဟာကိုချက်တဲနေကြတော့ပတ်စံလည်းမပေးနိုင်တော့လမ်းမပေါ်မထွက်ကြဘူး။တန်လင်ဈေးနှဝင်းကျင်တော့အဖမ်းခံရတာရှိမရှိတော့မသိဘူးလို့တန်လင်မြို့ကြိုက်ခောက်ဘုရားအနီးနေပြည်သူတဦးကပြောပါတယ်။မေလနောက်ဆုံးပတ်အတွင်းကရန်ကုန်မြို့တကုံမြို့တစ်အရှိပိုင်းတကုံမြို့တစ်တောင်ပိုင်းတင်ငန်းကျွန်းမြောက်ဥကလာနဲ့ မယန်ကုန်းတို့မှာဘက်ထရီစပိန်နဲ့ e-bike တို့ကိုစစ်တပ်ရဲနဲ့ပြူစောတီတို့ကဖမ်းဆီးကငွေညစ်ခဲ့ပါသေးတယ်။နိုင်ငံတော်ကာကွယ်ရေးတပ်ကတော်မှာနိုင်ငံတော်လုံခြုံရေးနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နဲ့နိုင်ငံတကာဆက်ဆံရေးဘာသာရပ်တို့ကိုတင်ကြားပေးနေတဲ့ဗိုလ်မှူးချုပ်ဟောင်းချိုထွန်းအောင်ကိုမေလ22ရက်နေ့နက်ပိုင်းကရန်ကုန်မြို့မယန်ကုန်းမြို့နဲ့အမှတ်9ရပ်ကွက်ရွှေနှင်းစီ6လမ်းမှာရှိတဲ့၎င်းရဲ့အိမ်ရှိမှာ ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ Golden Valley Warriors ကပြစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးယခုထိတိုင်ပြစ်ခတ်သူများအားဖမ်းမမိသေးကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်၍ကျိုးပင်ကောက်ဗရောင်းမြန်ရွာကိုဝင်းရောက်ပေါ်တာဆွဲတဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား6ဦးသေဆုံးကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းကျိုးပင်ကောက်မြို့နယ်ဗရောင်းမြန်ရွာကိုဝင်းရောက်ပေါ်တာဆွဲတဲ့အကြမ်းဖက်စစ်ကြောင်းကိုမိုင်းဆွဲပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား6ဦးသေဆုံးခဲ့ကြောင်းရုံးမှ GPK PDF တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောဆိုပါတယ် ်ဇွန်လ၁ရက်နေ့နနက်၈နာရီခန့်မှာဇီဂိုမြို့နယ်ဘော်ပင်ရွာမှအင်အား၈၀ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကျုပ်ပင်ကောင်းမြို့နယ်ဗရောင်းမြိုင်ရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာတော်လန်ရေးတပ်ဖွဲ့များနဲ့တိုက်ပွဲဆက်တင်ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သားနဲ့ပြူစော်တီ၆ဦးသေဆုံးကတဦးအပြင်းထန်တန်ရာရရှိခဲ့ပြီးစစ်တပ်စစ်ကြောင်းဟာဇီဂုံမြို့နယ်ဘော်ပင်ကျေးရွာအတွင်းကိုပြန်ဆုတ်သွားကြောင်းသိရှိရပါတယ်။ဇီဂုံဘော်ပင်ကျေးရွာကပြူစော်တီရွာစစ်တပ်နဲ့ပေါင်းပြီးတက်ဆွဲထားတာကြပြီး ဲ့ဒီကနေကျွန်တော်တို့ပိုင်တဲ့ကျိုးပင်ကောင်မြို့နယ်တဲကိုစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်တာအဲ့ဒီတရက်နေလုံးတနေလုံးမိုင်းကွင်းရှိတဲ့နေရာတွေရောကျွန်တော်တို့တပ်ဖွဲ့ရှိတဲ့နေရာတွေရောရှောင်ကွင်းပတ်သွားနေတာမိုင်းကွင်းမရှိတဲ့ဘော်ကင်းဆဲဘောင်ဘော်တက်လာတာအဲ့ဒီမှာမိုင်းဆွဲလိုက်တယ်ဘော်ပင်ရွာနဲ့ဗရောက်ရွာအကူနာမှာပေါ့အဲ့ဒီလိုမိုင်းဆွဲလိုက်တော့စစ်ကြောင်းကရက်တန်သွားတယ်နေ့ရက်နေ့မနက်မှာဗရောက်မြန်ရွာတဲကိုဝင်ပြီးပြည်သူအမျိုးသားနှုတ်ကိုပေါ်တာဆွဲတယ်ညနေပိုင်းမှာပြန်ထွက်လာတယ်စစ်ကြောင်းထဲမှာပေါ်တာဆွဲခံရတဲ့ပြည်သူနှုတ်ပါတယ် ရောင်းမြန်ရွာကပြည်သူနှစ်ဦးပါကျွန်တော်တို့ထိတွေ့တိုက်ပွဲဖြစ်ပြီးတော့အဲ့ဒီနှစ်ယောက်ကလွတ်သွားတယ်တရက်နေ့တိုက်ပွဲကတော့ဒဏ်ရာရတာလောက်ပဲရှိမယ်နှစ်ရက်နေ့တိုက်ပွဲမှာပဲမိုင်းတိတိမိမိဆွဲမိတာလို့ရုံးမ GPK PDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြပါတယ်အဆိုပါတိုက်ခိုက်မှုကိုတရင်3031တက်ခွဲနဲ့ BTZM GPK PDF ပဲခူးရုံးမအခြေပြုတပ်ဖွဲ့တရင်3831တက်ခွဲတဲ့ရုံးမ GPK PDF တပ်ဖွဲ့နဲ့တရင်3832တက်ခွဲတဲ့ Dragon Brothers တပ်ဖွဲ့တို့ကပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်၍စင်ကူးမြို့များတင်းတန်ဖျားနဲ့ဘုံကြီးကျောင်းကိုစစ်တပ်ကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုဘုံကြီးကျောင်းဆောင်နှလုံးထိကိုက်ပျက်စီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းစင်ကူးမြို့နယ်စင်ကူးမြို့ပေါ်မှာရှိတဲ့မြတ်သိန်းတန်ဖျားနဲ့ဘုံကြီးကျောင်းကိုစစ်တပ်တိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာဘုံကြီးကျောင်းဆောင်နှစ်ဆောင်ထိကိုက်ပျက်စီးခဲ့ကြောင်း ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။ယမန်နေ့ဇွန်လ3ရက်နေ့နနက်7:00နာရီ5မိနစ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစင်ကူးမြို့ပေါ်မှာရှိတဲ့မြသိန်းတံဖျားနယ်ဘုံကြီးကျောင်းကိုဥတီပြတ်မဲ့ထားကအကြံပတ်စစ်ကောင်စီရဲ့တရားဥလီတက်မှတက်လာတဲ့ Jet Fighter နဲ့ဘုံကြီးတိုက်ခိုက်ခဲ့ရမှာဘုံကြီးကျောင်းဆောင်နှစ်ဆောင်ထိခိုက်ပျက်စီးခဲ့ပြီးပြည်သူထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်။စစ်ကောင်စီရဲ့အပြစ်ခတ်ရဲစဲတဲ့ဆိုတာက ပြည်သူတွေအပေါ်ကြည်ပါတယ်။ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးနိုင်ငံတကာမှာအတန်ကြားကောင်းအောင်လုပ်တာပေါ့။တကယ်တော့ပြည်သူတွေနေရဲ့နေရာကိုပဲလေကြောင်းကနေတိုက်ခိုက်နေတာပါ။လေကြောင်းကနေတိုက်ခိုက်ပြီးပြည်သူတွေကိုတပ်ဖြတ်နေတာပါ။စာတင်ကြောင်းတွေကျဲတယ်။ဘုံကြီးကြောင်းတွေကျဲတယ်။ဒါတွေကပြည်သူတွေပဲခုံလုံးတဲ့နေရာပေါ့။ဒါကကလေးတွေပြည်သူတွေကိုတပ်ဖြတ်နေတာပါပဲ။ဒါတွေကိုပြည်သူတွေလည်းသိသင့်ပြီလို့ထင်ပါတယ်။စစ်ကောင်စီထောက်ခံအားပေးနေတဲ့ပြည်သူတွေလည်းအမှန်ရသင့်နေပြီလို့ပြောကြင်ပါတယ်လို့ ပြည်ဦးလေခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောကြပါတယ်။ပြည်သူများအနေနဲ့လည်းအကြမ်းဖက်စစ်ကောင်စီနဲ့ဝေးတဲ့နေရာများမှာနေထိုင်ကြရန်လေကြောင်းရန်ကာကွယ်နိုင်ရန်ဘုံခုချင်းများခိုင်ခိုင်မာမာတူးထားကြရန်နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့စည်းများရဲ့လေကြောင်းရန်ကာကွယ်ရေးအတွက်တတိပေးထုတ်ပြန်ချက်များကိုလိုက်နာပေးကြပါရန်တိုက်တွန်းထားပါတယ်ခင်ဗျာ။ဆက်လက်၍စစ်တပ်ခေါင်းဆောင်များကိုဆဲဆူမှုနဲ့ဖမ်းဆီးခံရတဲ့စစ်တပ်လော်ဘီဇော်ဘုံဟင်းကိုအလေပိုင်းတိုင်းစစ်တနာကျုံမှစစ်ထောက်လမ်းရင်းများက စစ်ကြောရေးစခန်းကိုခေါ်ဆောင်စစ်ကြောနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမင်းအွန်လိုင်းအပါအဝင်စစ်တပ်ခေါင်းဆောင်များကိုဆဲဆူမှုနဲ့ဖန်ဆီးခံနေရတဲ့စစ်တပ်လော်ဘီဇော်ဘုံဟင်းကိုအလေပိုင်းတိုင်းစစ်တနာကျုံမှစစ်ထောက်လမ်းရင်းများကစစ်ကြောရေးစခန်းကိုခေါ်ဆောင်ပြီးစစ်ကြောနေကြောင်းပြင်ဦးလင်အခြေစိုက်ရဲတရင်အရေးမြစ်ကပြောဆိုပါတယ်ဇွန်လ၂ရက်နေ့မွန်လယ်တနအီကျော်အချိန်မှာပြင်ဦးလင်မှာနေထိုင်တဲ့စစ်တပ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းရင်းတို့ဖမ်းဆီးပြီးနောက်အလေပိုင်းတိုင်းစစ်တနာကျုံမှစစ်ထောက်လမ်းရင်းများက ဇော်ဘုံဟင်းကိုစစ်ကြောရေးစခန်းကိုခေါ်ဆောင်သွားပြီးစစ်ကြောနေကြောင်းစစ်တပ်ခေါင်းဆောင်များကိုဆဲဆုံမှုနောက်ွယ်မှာမြည်သည့်ရည်ရွယ်ချက်ပါရှိသည်နည်းဆိုတဲ့အချက်ကိုစစ်ကြောမေးမြန်းနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဖမ်းပြီးတော့တခါတည်းစစ်ကြောရေးကိုခေါ်သွားတယ်။ဇွန်လ၂ရက်နေ့ကတည်းကစစ်ကြောရေးကိုတန်းခေါ်သွားတာအခုချိန်ထိရဲစခန်းကိုမရောက်လာသေးဘူးစစ်ကြောရေးလုံနေတယ်လို့သိရတယ်စစ်ကြောရေးစခန်းဆိုတော့ခက်ကျန်းကျန်တော့ဖျက်တမ်းရနိုင်တယ်လို့ပြင်ဦးလွင်ရဲတရင်အရှင်မြတ်ကဆိုပါတယ်မဘာတာနဲ့အမျိုးသားရေးအစွန်းရောက်ဖုန်ကြီးပေါက်ကိုတော်ကတော့ ဇော်ဘုံဟင်းကိုစစ်တပ်ကဖမ်းဆီးမှုမှာဇော်ဘုံဟင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်းအပြင်တွင်နေထိုင်ပါက PDF ကဖမ်းဆီးတပ်ဖြတ်၍တည်သွားနိုင်ကြောင်းယခုကဲ့သို့စစ်တပ်ကဖမ်းဆီးထောင်ချခြင်းကြောင်းထောင်ထဲမှာအေးဆေးစွာဖြတ်တန်းနိုင်တော့မှဖြစ်၍ကံကောင်းခြင်းဖြစ်ကြောင်းသူ့ရဲ့ Telegram Channel မှာတဆင့်ပြောဆိုထားပါတယ်။မင်းအွန်လိုင်းအပါအဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့တဲ့အတွက်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပအမတ်358မြင်းဆောင်2025စက်တွေဥပဒေပုံမှန်66ကကြီးနဲ့ မဘတာနဲ့စစ်တပ်ထောက်ခံသူဒေါ်မိုးမိုးခိုင်ကဇော်ဘုံဟင်းကိုမေလ9ရက်နေ့မှာအမှုဖွင့်ထားပြီးရင်းအမှုအတွက်လည်းရန်ကုန်မှာအမှုရင်ဆိုင်ရမှာဖြစ်ကြောင်းသိရှိရပါတယ်။စစ်တပ် lobby ဇော်ဘုံဟင်းကိုဖမ်းဆီးရန်အဓိကလှုပ်ဆောင်ခဲ့သူများထဲမှာစစ်တပ် lobby ဟန်ငိဦးကဦးဆောင်ပါဝင်ခဲ့တဲ့အတွက်မဘတာနဲ့စစ်တပ်ထောက်ခံသူတချို့ကဟန်ငိဦးကိုတစ္ဆာပေါတဦးဖြစ်ကင်မွန်းတက်ထားကြကစစ်တပ်ထောက်ခံသူများထဲမှာအုပ်စုကွဲများဖြစ်ပေါ်လာကြောင်းမဘတာအဖွဲ့ဝင်တချို့ကပြောဆိုပါတယ်။ ကိုဇော်ဘုံဟင်းကတက်မတော်အတွက်ကောင်းဖို့သူပြောတာသူကပင်မစားဘူးဟန်ငင်းဦးဘန်းညော့မိုင်းဝေကိုတက်ကြော်စွာကိုနင်းမောင်တို့ဆိုတာတအုပ်စုတယ်အခုမပုတုမဟာသွေးကတော့လွတ်ပါမလားစိုးရိမ်နေတယ်ဒီလူတွေကတက်မတော်ကိုကြောက်သေးဆွဲချသူတွေရှေ့မှာဥတင်လွင်လှုပ်ကြံတက်ဖြတ်ခံရတာတောင်ဒီလူတွေစနမကင်းဘူးလို့ကျွန်တော်တို့ကြားမှာတွက်ဆနေရပြီလို့ရန်ကုန်မှာမဘာတာအဖွဲ့ဝင်တဦးကပြောဆိုပါတယ်စစ်တပ်လော်ဘီဟန်ငင်းဦးကတော့ဇော်ဘုံဟင်းဖန်ဆီးမှုပေါ်ကန့်ကွက်သူများဟာ စစ်တပ်ကိုတော်လန်ပုံကံဖြုတ်ချရန်ကြံစီနေသောပူးတက်တရှိုများဖြစ်တဲ့အတွက်ဇော်ဘုံဟိဘတ်တော်သားမှန်သည်။ဖန်ဆီးရမယ်လို့သူ့ရဲ့လူမှုကွန်ရက် Telegram မှာတဆင့်လှုံ့ဆော်ထားပါတယ်။လက်ရှိတက်မတော်အစိုးရကိုအယုံကြည်မဲ့အောင်အထက်အောက်သွေးကွဲအောင်လုပ်ပြီးတော်လန်ပုံကံဖြုတ်ချဖို့အထိပါကြံစီတဲ့ပူးတက်တရှိုကောင်ရဲ့ကြံရပါအပေါင်းပါတိုက်ကိုလည်းတခါတည်းရှင်းထုတ်ရမယ်အချိန်ခါကောင်းပဲနော်။ဘယ်သူတွေကြံရပါလဲဆိုတာကတကူးတကလိုက်ရှာနေစရာတော့မလိုပါဘူး။ လိုင်းပေါ်မှာရောအပြင်မှာရောစောက်တန်ထွက်လာတဲ့ဟာသမျှတက်ရှူကောင်းရဲ့ကြံရပါရီဖြစ်နိုင်တာမို့ဘဲကောင်စောက်တန်ထွက်ရဲလဲစောင့်ကြည့်ပြီးစီလိုက်ယုံပဲလို့ဟန်ငင်းဦး Telegram မှာရေးသားထားပါတယ်စစ်တပ်တောက်ကန်သူများအကြအုပ်စုကွဲများစွာဖြစ်ပေါ်ခဲ့ရာမကြသေးခင်ကလည်းမိထီလာမြို့မှာလက်ရှိမလိုင်းမြို့နယ်အုတ်ချုပ်ရည်မှုဘုံမှုဝေဖြိုးနဲ့ပြူစော်တီကောင်းဆောင်ဇော်ယူထွန်းတို့အကြပြဿနာဖြစ်ပွားခဲ့ကစစ်တပ်ကပြူစော်တီကောင်းဆောင်ဇော်ယူထွန်းကိုပုံမှန်များစွာနဲ့အေးအေးယူဖမ်းဆီးခဲ့ပါတယ်ရင်းပြဿနာကြောင့် မိတီလာမှာပြူစောတိ20ဦးထက်မနည်းပြည်သူစစ်အဖြစ်မှနှုတ်ထွက်သွားကြပါတယ်ခင်ဗျာဆက်လက်၍တောင်ကိုရီးယားမှာအတိုက်ခံပါတီတမရအီဂျီမြောင်ယာတူးယူပြီးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတောင်ကိုရီးယားမှာတော့အတိုက်ခံပါတီတမရလောင်းအီဂျီမြောင်ဟာသူ့ရှိကတမရရဲ့မအောင်မြင်တဲ့စစ်အုပ်ချုပ်ရေးကြိုးပမ်းမှုကြောင့်နိုင်ငံရေးကတောင်းကနေဖြစ်ပြီး6လအကြာမှာတမရတဲ့အဖြစ်ကြမ်းကြိမ်အာဏာယူလိုက်ပြီးဖြစ်ပါတယ်မင်းညာပိုင်းကရွေးကောက်ပွဲနိုင်တဲ့မစ္စတာအီဟာ ဒီနေ့မနက်မြို့တော်စိုးကမြို့သားလွတ်တော်မှာပြုတ်လွတ်တဲ့ကြမ်းကြိမ်ပွဲကိုဇနီးတန်နဲ့အတူတက်ရောက်ပြီးတမရရာဓုအတွက်တရားဝင်ရယူလိုက်တာဖြစ်ပါတယ်။သို့တော်လည်းတမရဟောင်းယွန်းရဲ့မအောင်မြင်ခဲ့တဲ့စစ်အုပ်ချုပ်ရေးကြီးညာမှုနောက်ဆက်တွဲအမြင်ကွဲပြားမှုတွေနဲ့နိုင်ငံရေးအနေမြင့်အတက်ကြတွေဟာတမရတဲ့အတွက်ရှေခကြီးမှာစိန်ခေါ်ချက်တွေဖြစ်နေပါတယ်။သူ့အတွက်အဓိကစိန်ခေါ်ချက်ကတော့အမြင်သဘောထားယက်တီချက်ကွဲပြားနေတဲ့နိုင်ငံကိုယဉ်ကျေးစေနိုင်ရေးဖြစ်ပါတယ်။ပြည်တွင်းမှာဒါမှမဟုတ်ပြည်ပမှာလည်းသူ့အတွက်စိန်ခေါ်ချက်က မသေးပါဘူး။ အဲ့ဒီထဲကတခုကတော့တောင်ကိုရီးယားရဲ့မဟာမိတ် American သမ္မတဒေါ်နယ်ထရမ့်ကချမှတ်ထားတဲ့အခွန်တိုးကောက်မှုကိုရော့သွားအောင်လုပ်ဖို့ဖြစ်ပါတယ်။သမ္မတဤအတွက်အခုတကြော့ရွေးကောက်ပွဲမှာအဓိကပြိုင်ဘက်ကသမ္မတယွန်းလက်ထက်မှာအစိုးရအဖွဲ့ဝင်ဝန်ကြီးဖြစ်ခဲ့တဲ့အာနာယပါတီကသမ္မတလောင်းကင်မွန်ဆူဖြစ်ပါတယ်။ယမန်နေ့မနက်ပိုင်းအထိအမြင့်သဘောထားစစ်တမ်းတွေမှာတော့သူဟာဤရဲ့နောက်မှာထက်ချက်မကွာကတ်လိုက်နေခဲ့ပါတယ်။ဒါပေမဲ့သူမဲရှုံးပြီလို့ကြေညာလိုက်ပြီဖြစ်တယ်လို့မဲနိုင်တဲ့ ego လဲဂုံပြူချောင်းပြောထားပါဗျ။ အစောပိုင်းမေကွန်းမှာတော့ဤကသူမဲနိုင်တာကိုနည်းနည်းပဲပြောပြီးနိုင်ငံ့ဒီမိုကရေစီပြန်လည်နလန်ထူရေးဟာသူဦးစားပေးလှုပ်ဆောင်ရမယ့်အရာလို့ဆိုထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအဆုံးထိကြည့်ရှုခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်တရင်ကြည့်ရှုသူပြည်သူလူထုအပေါင်းစစ်မိတ်စာလက်မှာအမြန်ဆုံးလွတ်မြောက်ပြီးနိုင်ငံတော်တစ်ကိုအမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ကျွန်တော်တို့ຫນွေဦးနေရန်တရင် channel မှာဆုတောင်းလိုက်ပါတယ်ခင်ဗျာ လူထုပဲရက်တီချင်းတရင်အစစ်အမှန်ຫນွေဦးနေရန်